အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ပုံတိုင်းထန်တဲ့တညမှာအမျိုးသမီးလေးကပင်လယ်ထဲကိုစွန့်စားဖြတ်တန်းခဲ့ပါတယ်အေယာမလိုင်းလုံးကြီးတွေကလည်းလှေလေးကိုတိမ်မအောင်ကြိုးစားနေကြရပါဒါပေမဲ့ဒီအမျိုးသမီးမှာလိုင်းလုံးတွေကိုဖြုတ်ခွေးနိုင်တဲ့စွမ်းအားတွေရှိနေခဲ့ပါတယ်ဒါပေမဲ့ရှေ့ဘက်ကလိုင်းလုံးကိုဖြုတ်ခွေးနေအောင်မှာပဲနောက်ဘက်ကတွန်းလိုက်တဲ့လိုင်းလုံးကြီးကြောင့်အငိုက်မိသွားခဲ့ရတာပါ တတိယလာတဲ့အခါမှာကန်ဆက်ပေါ်ရောက်နေရကိုသိလိုက်ပါတယ်။တတိယရချင်းအရေးကြီးတဲ့အရာတစ်ခုကိုလှမ်းရှာကြည့်ချိန်မှာတော့ခလန်လန်ကအဝိထုတ်တထုတ်ကိုတွေ့လိုက်ရတာပါ။အမျိုးသမီးကဒံယာရီကိုဂရုမစိုက်ပဲအထုတ်လေးတဲ့ကိုသွားကြည့်ခဲ့ပြီးမှတက်ပြင်းချနိုင်သွားခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အထုတ်ထဲကလူသားလေးကကြမ်းကြမ်းမမအသက်ရှင်နေလို့ပါပဲ။ဒီသားမိကကုတလုံးထဲမှာပဲနှစ်ပေါင်းများစွာခိုးလောင်ခဲ့ကြပါတယ်။ကလေးအရွယ်ရောက်လာတဲ့အချိန်မှာတော့ကုဘိုးလို့နာမည်ပေးလိုက်ပြီး စက္ကူရုပ်ခေါင်းနည်းပညာကိုသင်ပေးလိုက်တာပါတကယ်တော့ကုဘိုလ်လေးကစက္ကူရုပ်လေးတွေကိုအသက်သွင်းနိုင်တဲ့မော်အစွမ်းကိုမွေးရပါပိုင်ဆိုင်ထားပါတယ်အသက်ပိုကြီးလာတဲ့ကုဘိုလ်ရဲ့ဒီမော်အစွမ်းတွေကလည်းတပြေးပြေးကြီးထွားလာခဲ့ရတာပါဒီလိုနဲ့ကုဘိုလ်ရဲ့အမိကအာနေပြီးနေမကောင်းဖြစ်လာလို့ကုဘိုလ်ပဲငွေထွက်ရှာရပါတယ်ဘာမှမတက်တဲ့ကုဘိုလ်ကဈေးလေမှာစက္ကူရုပ်တွေနဲ့ရှိုးပွဲလုပ်ပြီးစားဝတ်နေရေးအဆင်ပြေနေခဲ့တာပါ ကူဘိုတီးမှုန့်လိုက်တိုင်းအယုတ်လေးတွေကအသက်ဝင်လာပြီးဖျော်ဖြေပြီးနေကြတာကြောင့်လူတွေလည်းနှစ်သက်ကြပါ යි ဒါပေမဲ့လူတွေကကူဘိုရဲ့အစွမ်းကြောင့်မဟုတ်ဘဲမျက်လှင်းလိုပဲထင်နေကြတာပါကူဘိုရဲ့အကောင်းဆုံးရှိုးဇလန်ကဟန်ဆိုလို့ခေါ်တဲ့စာမူရိုင်းစစ်တီတယောက်ကအင်အားကြီးလုံးနဲ့လန်နတ်မင်းကြီးကိုရှင်ဆိုင်ဖို့မော်ပစ္စည်းထွက်ရှာရင်ရန်သူတွေကိုရှင်ဆိုင်တိုက်ခိုက်ရတာပဲဖြစ်ပါ යි ဒီမော်ပစ္စည်းတွေကမကြိုးပဲ့နိုင်တဲ့ဒါထိုးဖောက်လို့မရတဲ့ရှင်ဘက်ကနေမတိခိုက်နိုင်တဲ့ကောင်းဆောင်လို့ပါပဲ အခုလဲကုဘိုကဒီဇယ်လန်းလေးနဲ့လူတွေကိုဖျော့ဖြေနေကြရပါဒါပေမဲ့နေဝင်တော့မှာဖြစ်လို့ရှိသမျှပစ္စည်းတွေအကုန်ကောက်သိပြီးဂူရှိရာစီအမြန်ပြန်လာခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုရင် မိခင်ဖြစ်သူကလာမထွက်ခင်အရောက်ပြန်လာဖို့တရားမှားထားလို့ပါပဲမိခင်နဲ့ညစာစားပြီးချိန်မှာအမေကဆာမူရိုင်းဟန်ဆိုရဲ့အကြောင်းဆက်ပြောပြပါ යි တကယ်တော့ဟန်ဆိုကကွယ်လွန်သွားတဲ့ကူပိုရဲ့အဖေဖြစ်ပြီးလာနတ်မင်းကြီးကတော့ကူပိုရဲ့အဖိုးကိုယ်တိုင်ပါပဲမိသားစုဝင်တွေဖြစ်ပေမဲ့အမေရဲ့ညီမနှစ်ယောက်နဲ့အဖိုးတို့ကသူတို့မိသားစုကိုရန်ရှာခဲ့ပါတယ်။ဒီဇလန်းကိုမိခင်ကနည်းနည်းစီပြောပြခဲ့တာကြောင့်ကူပိုလည်းအဆအဆုံးသိကျင်ပြီးမင်းနေခဲ့တာပါ။ဒါပေမဲ့အမေက နေမကောင်းဖြစ်ပြီးမှတ်ဉဏ်တွေနှဲပါလာလို့အပြည့်အစုံမပြောနိုင်ခဲ့ပါဘူး။ ကူဘိုကိုလာမထွက်ခင်အိမ်ပြန်လာခိုင်းတာကတော့ညီမနှစ်ယောက်နဲ့မတွေ့ရအောင်ဖြစ်ပါပြီးတော့ကူဘိုကိုဟန်ဆိုရဲ့ဝိယုံနဲ့မြောက်ယုံလေးအမြဲဆောင်ဖို့မှာခဲ့လိုက်တာပါညဘက်မှာတော့အမေဖြစ်သူကအိမ်မက်ဆိုးရင်မက်နေလို့ ကုဘိုလည်းသွားပြီးပြုစုပေးခဲ့ရပါတယ်။ပြီးခင်ကဒီလိုအိမ်မက်ဆိုးမှတ်ပြီးတိုင်းမှတ်ဉဏ်တွေပို့ပြီးအားနေလာတတ်တာပါ။နောက်နေ့ကုဘိုရွာလေးသွားတဲ့အခါမှာတော့လူတိုင်းကပွဲတော်တခုအတွက်ပြင်ဆင်နေရကိုတွေ့လိုက်ရပါတယ်။ဒီချိန်မှာအဖွားတယောက်ကကုဘိုကိုလှမ်းခေါ်ပြီးဘာလို့အိမ်ဆော့ဆော့ပြန်လာတာလဲလို့မေးနေခဲ့တာပါ။ဘာဖြစ်လို့လဲဆိုရင်ဒီနေ့ညမှာမိထွန်းပွဲတော်ရှိနေလို့ပါပဲ။နောက်ပြီးမိဘုံမျိုးပွဲလည်းရှိနေသေးရပါ။ အဲ့ဒီခါမျိုးကြရင်ကွယ်လွန်သွားတဲ့ဘိုးဘီတွေရဲ့ဝိညာဉ်တွေရောက်လာပြီးဆွေမျိုးတွေလည်းပြန်ဆောင်ခွင့်ရမှာဖြစ်ပိုင်အဖကကူဖို့ကိုမိဘုံမျောပြီးအဖေဖြစ်သူနဲ့ဆုံတွေ့စေခြင်းနေကြရပါညာဘက်မထွက်ရဘူးဆိုတာသိပေမဲ့ဖခင်ရဲ့ဝိညာဉ်နဲ့တွေ့ခွင့်ရမှာဖြစ်တဲ့အတွက်ကူဖို့လဲစွန့်စားဖို့အဆုံးဖြတ်လိုက်ပိုင်အဲ့ဒါကြောင့်မိအိမ်လေးယူပြီးဖခင်ရဲ့တင်းတိုင်းကိုသွားကရှင်ဖွင့်စကားတွေပြောခဲ့လိုက်တာပါဒီစကားတွေနဲ့အတူမိခင်ဖြစ်သူရဲ့တမ်းမာကြီးကိုစိတ်ပူတဲ့အခြေအနေတွေပါတပါးလေးပြောခဲ့လိုက်ပိုင်ဒီလိုပြောနေရင်ဖခင်ဖြစ် ်သူကိုထင်ပြအောင်ဆွတောင်းနေခဲ့လိုက်တာပါဒါပေမဲ့တခြားကလေးတွေရဲ့မိဘဝိညာဉ်တွေရောက်လာပြီးမိ ကူဘိုကတော့မရခဲ့ပါဘူး။အဲဒါကြောင့်စိတ်ဆိုးသွားတဲ့ကူဘိုကမိရင်ကိုခွဲပြီးထွက်လာဖို့ပြင်နေကြတာပါ။ဒါပေမဲ့အိတ်မကြခင်မှာသူ့အဖြစ်အမှုအတွက်နောင်နာရီရနေခဲ့ပါပြီ။ဒီချိန်မှာညအမောင်ကလည်းကြောက်ရောက်လာခဲ့ပါပြီ။မိခင်ရှိရာစီအမြန်ပြန်ဖို့ပြင်ဆင်နေတဲ့ကူဘိုကမြစ်ဘက်ကနေလွင့်လာတဲ့ထူးထူးဆန်းဆန်းအမျိုးသမီးနှစ်ယောက်ကိုလှန်တွေ့ခဲ့လိုက်ရတာပါ။ဒီမျိုးသမီးတွေကမျက်နှာဖုံးတွေလည်းတထားကြပါပြီ။အမျိုးသမီးတွေကသူ့အနာတစ်ဖြည်းဖြည်းကပ်လာပြီးကျန်တဲ့မျက်လုံးတစ်လုံးပေးဖို့ဂျင်းရင်ကြီးကြီးတောင်းဆိုလာချိန်မှာတော့ ကိုဘိုလည်းအခြေအနေတွေကိုသဘောပေါက်လိုက်ပါဒီနေရာကသူ့ကိုရန်ရှာမဲ့အတော်တွေဖြစ်နေရဲဆိုတာကိုပါပဲအဲ့ဒါကြောင့်ကုဘိုလည်းရွာတဲ့ကိုအမြန်ဝင်ပြေးခဲ့ပါတယ်။ဒါပေမဲ့အတော်နှစ်ယောက်ကအစွမ်းပိုကြီးနေလို့ဒုက္ခရောက်မလို့ဖြစ်နေကြရတာပါ။ဒီချိန်မှာနေမကောင်းတဲ့မိခင်ကရုတ်တရက်ပေါ်လာပြီးကုဘိုကိုကောက်ွယ်ပေးခဲ့သလိုကြံခဲ့တဲ့အစွမ်းနေနဲ့ကုဘိုအတွက်အတော်မလေးတစ်ခုဖန်ဆင်းပေးခဲ့လိုက်ပါတယ်။အဲ့ဒါကြောင့်ကုဘိုလည်းအတော်နှစ်ယောက်ရဲ့လက်ကလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့လွတ်ရောက်ကိုပြန်တန်းနေရင်နှင်းမုံတိုင်းနဲ့တိုးပြီးသတိမိသွားခဲ့ရတာပါ။ ကုဘိုတရိယာလာချိန်မှာတော့သူ့ကိုပြုစုပေးနေတဲ့မြောက်ဖြူကြီးတကောင်ကိုတွေ့လိုက်ရပါတယ်။ကုဘိုကအမေရောလို့မေးလိုက်ချိန်မှာစုံမသွားပြီဆိုတဲ့အဖြေပဲပြန်ရခဲ့တာပါ။ပြီးတော့သူနေခဲ့တဲ့ရွာလေးလေးအတော်ရီကြောင့်ပျက်စီးခဲ့ရကြောင်းကိုလည်းကြားလိုက်ရပါတယ်။အိမ်နောက်မြောက်ကြီးကကုဘိုကိုလုံချုံရကိုပို့ပေးမယ်ဆိုပြီးခေါ်သွားခဲ့လိုက်တာပါ။လန်ခီတခြားမှာတော့စားဖို့တောက်ဖို့ကိစ္စအလုံးကိုမြောက်ကြီးကပဲတာဝန်ယူပေးခဲ့ပါတယ်။ ကိုဘိုကလည်းသူ့ကိုဘာလို့ဒီလိုကူညီတာလဲဆိုပြီးမေးခလိုက်တာပါဒီခါမြောက်ကြီးစီကထူးဆန်းတဲ့စကားတစ်ခုကြားလိုက်ရပါတယ်အဲ့ဒါကတော့ကိုဘိုရဲ့ဘဝတစ်လျှောက်လုံးကိုအသက်ပေးပြီးဆောက်ရှောက်သွားမယ်ဆိုတာပါပဲအမေကိုတရိယာပြီးမိခင်ရဲ့သပင်ချီရီနဲ့ထုတ်ကြည့်နေတဲ့ကိုဘိုကိုမြောက်ကြီးကလက်ပတ်လေးလှုပ်ပေးခဲ့ပါတယ်ပြီးတော့ခီးအတွက်အာမွေဖို့တရေအိတ်သွားခဲ့ကြတာပါအိမ်ညမှာကုဘိုတယောက်အိမ်မက်ဆိုရီမတ်လို့မြောက်ကြီးကပြုစုပေးခဲ့ရပါတယ်။နောက်နေ့မနက်ကျတော့ခီးထွက်ဖို့ပြင်ဆင်နေကြပါ ဘေခီးလဲဆိုရင်တော့ရန်သူတွေကိုရှင်းဆိုင်နိုင်တဲ့ပုံဝိဆောင်သုံးမျိုးကိုရှာဖွေဖို့ပါပဲ။တနည်းအားဖြင့်ဖခင်ဟန်ဆိုရှာဖွေရင်အသက်ပြီးသွားခဲ့ရတဲ့ခီးစင်ပဲဖြစ်ပါလမ်းမတီးရဲ့ကူဘိုကဆာမူရိုင်းသက်ကူခောက်ရုပ်လေးဖန်တီးပြီးလမ်းပြခိုင်းလိုက်ချိန်မှာတော့နည်းနည်းဟန်ချသွားခဲ့ရတာပါ။နားတဲ့အချိန်မှာတော့သက်ကူခအယုတ်တွေနဲ့ကစားနေခဲ့ပါ။မြောက်ကြီးကတော့အတော်နီယောက်လိုက်လာနေရဖြစ်လို့သတိထားဖို့အမြဲမှနေခဲ့တာပါ။လမ်းခီးမှာကူဘိုတို့အနောက်ဖက်တစ်ခုနဲ့ကြုံခဲ့ရပါ။ အဲ့ဒီသူကတော့အီယာမပိုးကောင်စစ်တီကြီးတကောင်ပါပဲဒါပေမဲ့ကူဘိုရဲ့အင်ကြီးဘော်ကဟန်ဆူရဲ့တစိတ်ကိုတွေ့ရောသူလဲဟန်ဆူရဲ့နောက်လိုက်တယောက်ဆိုတာပြောပြပြီးသူတို့ခီမှာအတူလိုက်ပါခဲ့ပါမြောက်ကြီးကတော့ပိုးကောင်ကိုတန်တရားဝင်နေခဲ့တာပါဒါပေမဲ့ပိုးကောင်ကသူ့ရဲ့လေးအစွမ်းကိုပြလိုက်ချိန်မှာအံ့ဩသွားပါဒီပိုးကောင်ကပျော်ပျော်နေတတ်တာဖြစ်လို့ကူဘိုနဲ့လည်းတိတ်မကြခင်အဖွဲကြသွားခဲ့ရတာပါဆာမူရိုင်းစက်ကူရှုပ်လေးရဲ့လမ်းညွန်မှုနောက်ကိုလှရင်ကူဘိုတို့လည်းမကြိုးပဲ့နိုင်တဲ့ဓာရှိရာနေရာကိုရောက်သွားခဲ့ပါ မြောက်ကြီးကတော့ဓာတ်ကိုလှမ်းတွေ့နေပြီမိတ်ထောင်ချောက်ဖြစ်နေမှာဆိုလို့သတိပေးနေကြတာပါဒါပေမဲ့ပိုးကောင်ကခတ်သက်သက်ပဲဓာတ်ကိုအသွားနှုတ်လိုက်ချိန်မှာအကျိုးကြီးပဲပါလာခဲ့ပါတယ်ဒါပေမဲ့ဓာတ်ရင်အများကြီးရှိနေသေးတဲ့အတွက်မျောလင်းချက်ကတော့မမဲ့သေးပါဘူးဒီချိန်မှာဓာတ်ဆိုင်ခံရတဲ့နေရာကလောလောရွရွဖြစ်လာပြီးအေယာမအရိုးစုကြီးဖြစ်နေရကိုတွေ့လိုက်ရပါတယ်ဥကောင်းကိုပေါ်မှာတော့ဓာတ်ရင်အများကြီးစိုက်ဝင်နေရောမှာပဲကိုဘိုးတို့အုပ်စုလည်းအရိုးစုကြီးကိုလှက်ပတ်တိုက်ခိုက်ရင်းဓာတ်ရင်တစ်ချောင်းတစ်ချောင်းနှုတ်ကြည့်နေခဲ့ပါတယ် ကုဘိုတိုက်ခိုက်ခံရတော့မယ့်အချိန်မှာတော့ပိုးကောင်ကပြန်တမ်းပြီးကဲတင်ကဥကခုံပေါ်တင်မိခဲ့တာပါဒီချိန်မှာပဲကုဘိုကဒါရီကိုအာရပါရနှုတ်ရင်အစ်စ်အမှန်ကိုတွေ့သားခဲ့ပါတယ်ဒါကိုနှုတ်လိုက်တာနဲ့အယိုးစုကြီးလည်းပြိုလဲသွားခဲ့ရတာပါအဲ့နောက်သူတို့လည်းခီးဆက်ထွက်ခဲ့ကြပါတယ်ဒီလန်ခီးကတော့ရေလန်ခီးဖြစ်ပါတယ်အဲ့ဒီကိစ္စအတွက်မြောက်ကြီးနဲ့ပိုးကောင်တို့လည်းစကားများခဲ့ကြသေးရပါပိုးကောင်ကတော့ကုဘိုကိုနည်းနည်းလွတ်ထားပေးဖို့ပြောခဲ့ပါတယ် ယောက်ကြီးကတော့ကုဘိုဟာကလေးပဲရှိနေတယ်လို့အကာအကွယ်လိုအပ်တယ်လို့ပဲပြောနေခဲ့တာပါ။ဒါပေမဲ့ကုဘိုကသူ့ခီအတွက်လေကြီးတစ်စင်းဖန်တီးပေးလိုက်ချိန်မှာတော့ယောက်ကြီးလည်းအံ့ဩသွားခဲ့ရပါတယ်။လေကြီးနဲ့ခီထွက်ချိန်မှာဘိုးကောင်ကကုဘိုကိုမျှပစ်နေတင်ပေးခဲ့ပါတယ်။ ခုဘုံလဲမြားပြစ်ငါဖန်ရင်အဆင်ပြေနေခဲ့တာပါငါအဝစားပြီးလို့ဘိုက်တင်းချိန်မှာတော့သူ့ဘဝအကြောင်းကိုဖွင့်ပြောခဲ့ပါ යි ခုဘုံကမွေးကနေရအမေဖြစ်သူနဲ့ကိုရဲမှာပဲနေခဲ့ရတဲ့အတွက်ခီးဆိုတာလည်းမသွားဘူးပါဘူးအခုလိုစွန်စားကန်ခီးထွက်ခွင့်ရတဲ့အတွက်လဲစိတ်လှုပ်ရှားနေခဲ့ရပါဒီတစ်ခေါက်ခီးရဲ့ရည်ရွယ်ချက်ကတော့ရေအောက်မှာရှားရမှာဖြစ်ပါ යි အဲ့ဒီမှာတော့မထိုးဖောက်နိုင်တဲ့ရေဘက်ကရှိနေရပါအဲ့ဒီအလုပ်ကိုပိုးကောင်ကတာဝန်ယူမယ်လို့ပြောခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုရင်သူက ရေထဲမှာကြကြအသက်အောင်နိုင်လို့ပါပဲ ဘိုးကောင်ရေထဲခုံစေသွားချိန်မှာပဲအတော်နှစ်ယောက်ရောက်လာပြီးသူတို့ကိုတိုက်ခိုက်ခဲ့တာပါ။ယောက်ျားကညီမနှစ်ယောက်ကိုတိုက်ခိုက်ပြီးအာယုံလွဲထားချိန်မှာကူဘိုကတော့ရေထဲခုံချပြီးဘိုးကောင်ရေနောက်ကိုလိုက်သွားခဲ့ပါ යි ။ရေမက်ကာကိုရရင်ညီမနှစ်ယောက်ကိုတိုက်ခိုက်ဖို့ပိုလဲလိုပါပဲ။ရေမက်ကာကိုယူပြီးပြန်တက်ဖို့ကြိုးစားနေတဲ့ကူဘိုကအီယာမမျက်လုံးတွေနဲ့အညှုတ်ခံရပြီးမိသွားခဲ့ပါ යි ။ ဒီချိန်မှာပိုးကောင်ကရေပေါ်ကိုပြန်တက်သွားခဲ့ပါပြီ။အပေါ်ရောက်တော့ကုဘိုရေထဲဆင်းသွားတာသိပြီးလိုက်စင်းကယ်ခဲ့ရပါ။မြောက်ကြီးကတော့ညီမနှစ်ယောက်နဲ့တိုက်ခိုက်နေရောမှာပဲ။မြောက်ကြီးကအသေးခံပြီးတိုက်ခိုက်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ညီမနှစ်ယောက်လည်းအနိုင်မတိုက်နိုင်ပဲအလျှော့ပေးခဲ့ရတာပါ။ဒီချိန်မှာပိုးကောင်ကလည်းကုဘိုကိုကယ်ဆယ်လာခဲ့ပြီးပါပြီ။ ဒါပေမဲ့ကုဘိုကိုကြည့်ရတာအစဉ်ပြေနေတဲ့ပုံမပေါ်နေသေးပါဘူး။အဲ့ဒီကြောင့်မြောက်ကြီးကငိုကြွေးပြီးဆူတောင်းပေးနေခဲ့တာပါ။ဒီချိန်မှာသူတို့လေကြီးရဲ့အပြက်စီးတွေကပြန်ကောင်းလာခဲ့ပါပြီ။ဘာဖြစ်လို့လဲဆိုရင်ကုဘိုသတိပြန်ရလာလို့ပါပဲ။သတိရလာရင်ကုဘိုကလျှို့ဝှက်ချက်တချို့ကိုလည်းတည်ဆောင်လာခဲ့ရပါ။အဲ့ဒါကတော့ရေအောက်မှာ အေယာမမျက်လုံးကြီးတွေနဲ့အညှို့ခံလိုက်ရတော့ကဒီလျှို့ဝက်တွေကဒီလျှို့ဝက်တွေကိုတိခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကတော့မြောက်ကြီးကအမိပြန်ဝင်စားတယ်ဆိုတဲ့ကိစ္စပါပဲ။ဒီကြောင့်ကြတော့မြောက်ကြီးလည်းမှန်ကြောင်ပြောပြခဲ့တာပါ။ကဲအောင်ရောက်တော့လုံကြုံတဲ့နေရာမှာစကန်းချပြီး ကုဘိုကိုအယုတ်လေးတွေဖန်တီးခံခဲ့ပါပြီ။နောက်ပြီးမှတော့ဇလန်းကိုစပြောခဲ့တာပါ။တကယ်တော့ကုဘိုရဲ့အမိကလည်းအစပိုင်းမှာညီမတွေနဲ့အတူတူပဲဟန်ဇိုဟန်တာကိုလိုက်လာခဲ့တာပါ။ဒါပေမဲ့ဟန်ဇိုနဲ့တွေ့ဆုံလိုက်တဲ့အခါမှာတတိရှိမှုနဲ့ရိုးသားမှုကိုတွေ့သွားပြီးကာကွယ်ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါပြီ။ဘာဖြစ်လို့သူတို့ကလိုက်ကြနေရတာလဲဆိုရင်ဟန်ဇိုသာမှော်ဝိဆုံကိုရသွားခဲ့ရင်ကဘာကြီးရဲ့ဟန်ချက်ပြတ်သွားမယ်လို့အဖေဖြစ်သူလက်နက်မင်းကြီးကပြောခဲ့လိုပါပဲ။ အမှန်တော့အဲ့လိုမဟုတ်ပဲလူသားတွေရဲ့အပေါ်မှာချေလဲလို့မရမှာစိုးရိမ်နေလို့ပါပဲဟန်ဆိုနဲ့လက်တွဲခဲ့တဲ့အမေဖြစ်သူကကိုဘုကုံမွေးဖွားပြီးချိန်မှာတော့ဟန်ဆိုကသူတို့မိသားစုကိုကာကွယ်ရင်းဆုံးမသွားခဲ့ရတာပါကိုဘုကတော့ဒီဇလန်းကိုနားထောင်ပြီးအဖေဖြစ်သူကိုလေးစားနေခဲ့ပါ යි အိမ်နောက်စိတ်ချမ်းချမ်းတသာနဲ့အိမ်မောကြသွားခဲ့တာပါအဲ့ဒီချိန်မှာပဲပိုးကောင်ကမြောက်ကြီးကိုဘာလို့အရင်ကဖွင့်မပြောခဲ့ရလဲလို့မေးခဲ့ပါ යි ဒီမိကုံကြောင့်မြောက်ကြီးလည်းတက်ပြင်းချခဲ့ပြီးအဖြေပြန်ပေးခဲ့တာပါသူကအမိပြန်ဝင်စားရလို့သိလိုက်ရင်ဒီခီးမှာဝင်းတော့ဝင်ဖို့ဖြစ်တယ်လို့ခံစားရမှာစိုးရင်လိုပါပဲဒီစကားကြားချိန်မှာဘိုးကောင်လည်းစိတ်မကောင်းဖြစ်သွားခဲ့တယ်လို့သူလည်းကူဘိုကိုအတက်နဲ့အမျှဆောက်ရှောက်ပေးဖို့ဆုံးဖြတ်ထားကြောင်းပြောပြခဲ့ပါတယ်အိမ်ညမှာကူဘိုကအဖိုးဖြစ်သူလာနံမင်းကြီးနဲ့တွေ့ခဲ့ရတယ်လို့အိမ်မက်မက်ခဲ့ရပါ ိမ်မက်ထဲမှာတော့အဖိုးကသဘောကောင်းမွန်ပေါ်ပြီးကုဘိုတို့နောက်ဆုံးရှာရမယ့်မှော့ပစ္စည်းဖြစ်တဲ့ထိုးဖောက်လို့မရတဲ့ကောက်ဆောင်ကဟန်ဆိုရဲ့ခံတက်ထဲမှာရှိနေရလို့တော့ပြောပြခဲ့ပါတယ်။အိဟာနုလာရဲ့ကုဘိုလည်းဒီအကြောင်းလေးကိုမြောက်ကြီးနဲ့ပိုးကောင်ကိုချက်ချင်းပြောလိုက်ပြီးခီးစားထွက်လာခဲ့ကြတာပါ။မိုင်ပေါင်းများစွာခီးနေပြီးနောက်မှာတော့ဟန်ဆိုရဲ့ခံတပ်ကိုရောက်လာခဲ့ပါပြီ။ဒါပေမဲ့ဒီနေရာကအပြက်စီးတွေများပြီးဝင်းကပါလိုလဲရှုပ်ထွေးနေခဲ့ရပါ ဒါပေမဲ့လေကုဘိုတို့ကနေရာအနှံ့မှာခေါင်းဆောင်ကိုလိုက်ရှာနေကြပါ යි ဒီချိန်မှာပဲညီမနှစ်ယောက်ထက်ရောက်လာပြီးသူတို့ကိုလာတိုက်ခိုက်နေကြရပါတိုက်ခိုက်နေနေလေသူတို့မိသားစုကဟန်ဆိုကြောင့်စီလုံးမှုပြိုကွဲခဲ့ရတယ်ဆိုပြီးတော့လေဆွဆွဲနေကြပါသေးတယ်ပြီးတော့ဘိုးကောင်ကိုလက်ညှိုးထိုးပြီးဟန်ဆိုပြောင်းဝင်စားလာဖြစ်ကြောင်းပြောနေကြတာပါဒါပေမဲ့ဘိုးကောင်ကတော့ဒီကိစ္စကိုတိကျမမှတ်မိနေကြပါဘူးဒီခါမှာညီမကဘိုးကောင်ရဲ့မှတ်ညံကိုသူတို့ဖျောက်ထားခဲ့လို့ဖြစ်ကြောင်းပြောခဲ့လိုက်တာပါ ဒီစကားကြောင့်မြောက်ကြီးလဲဒေါသထွက်သွားပြီးမကြိုးပဲ့နိုင်တဲ့ထားကိုဆွဲထုတ်ကညီမမြောက်ကိုတရတချမ်းတိုက်ခိုက်ခဲ့ပါ යි ဘိုးကောင်လဲတိုက်ပွဲတွေကိုဝင်သွားခဲ့ပေမဲ့စိတ်လုံးနေရဲ့မြောက်ကြီးကအမားတွေလုံးမိပြီးတရားရီရနေခဲ့တာပါ နောက်ပြီးမှောက်အစွမ်းတွေလည်းပျောက်သွားတဲ့အတွက်ခံနေကြရပါတယ်။ပိုးကောင်ကမြောက်ကြီးကိုဖွေထားပြီးချိန်မှာတော့မြောက်ကြီးကကုဘိုကိုအစွမ်းကုန်ကောက်ခဲ့ပြီးဖို့မှာနေကြတာပါ။ဒါပေမဲ့လည်းညီအစ်မနှစ်ယောက်ထိုးလိုက်တဲ့ဒါချက်ကြောင့်ပိုးကောင်လည်းအသက်ဆုတ်ခဲ့ရပါတယ်။ဒီချိန်မှာကုဘိုကရှိတဲ့မှောက်ပစ္စည်းနှစ်ခုကိုဝစ်ပြီးညီအစ်မနှစ်ယောက်ကိုပြန်အနိုင်ယူခဲ့လိုက်တာပါ။ကူဘိုကမိဘနှစ်ပါးစလုံးကိုပုံစံတစ်မျိုးနဲ့ပြန်ဆောင်ခဲ့ရပေမယ့်အဲဒီချိန်တွေကအစောတက်ခင်ရပါပြီ။နောက်တော့ခေါင်းဆောင်ရှိရာလမ်းညွန်တွေကိုလိုက်ကြည့်ရင် တို့ရွာလေးစီမှာဥတီသွားတာကိုမြင်လိုက်ရပါတယ်။လမ်းညိုတိုင်းလိုက်ရှာလိုက်ချိန်မှာကုဘိုလ်လည်းအစာအုပ်တစ်ခုကိုဖြိုပြပြီးခေါင်းဆောင်ကိုရှာတွေ့ခဲ့လို့ဝိစုံပြေဝိစင်နိုင်ခဲ့ပါပြီ။ကုဘိုလ်ရောက်လာချိန်မှာပုံအောင်နေရွာသားတွေလည်းထွက်လာခဲ့ကြပါတယ်။ပြီးတော့ကုဘိုလ်ကိုအမြန်ထွက်သွားဖို့တတိပေးနေခဲ့ကြတာပါ။ ။ဘာဖြစ်လို့လဲဆိုရင်လာနတ်မင်းကြီးကိုယ်တိုင်ဆင်းလာတာကိုတွေ့လိုက်ရလို့ပါပဲ။ဒါပေမဲ့မိဘတွေဆုံရှုံထားတဲ့ကုဘကအဖိုးဖြစ်သူကရရင်ဝုံဝုံရင်ဆိုင်ဖို့ဆုံဖြတ်ခဲ့ပါ යි ။အဖိုးကတော့ကုဘနဲ့တွေ့လိုက်ရတဲ့အတွက်ပြောနေသလိုကုဘရဲ့ကျန်တဲ့မျက်လုံးတစ်လုံးကိုလည်းတောင်းနေခဲ့တာပါ။ဒါမှသာကုဘကလူသားတွေရဲ့ဒုက္ခနဲ့ဝမ်းနည်းမှုတွေကိုလက်လူရှုပြီးသူနဲ့အတူလာနေနိုင်မယ်လို့ယုံကြည်နေရကြောက်ပါပဲ။ ဒါပေမဲ့ကုဘိုကတော့ဒီစကားကိုလက်မခံခဲ့ပါသူမိသားစုကကဘာမှာပဲရှိရတဲ့အတွက်အဖိုးဖြစ်သူရဲ့ပြောစကားကိုလည်းငင်းဆန်နေခဲ့တာပါကုဘိုကဇလန်းတိုင်းမှာအဆုံးသက်တစ်ခုရှိတဲ့လို့ယုံကြည်ရတဲ့အတွက်ကောင်းကင်ဘုံမှာသာရအသက်ရှင်ခွင့်နဲ့နေထိုင်ခြင်းတူလည်းမဟုတ်ခဲ့ပါဘူးနောက်ပြီးမိဘတွေရဲ့သွေးကြောအတွက်လာမင်းကြီးနဲ့တိုက်ခိုက်ပြီးအဆုံးဖြတ်ယူခြင်းနေခဲ့ရပါအဖိုးဖြစ်သူကလည်းဒီစိန်ခေါ်မှုကိုလက်ခံခဲ့လို့စီဂျင်ထိုးပွဲကတော့အဆဖြစ်လာခဲ့ရပါပြီ ဒါပေမဲ့အဖိုးဖြစ်သူကလူသားပုံစံနဲ့ရင်ဆိုင်ခဲ့ရတော့မဟုတ်ပါဘူး။လေပေါ်သွားနိုင်တဲ့မကောင်းဆိုးဝါးကောင်းကြီးပုံစံပြောင်းကတိုက်ခိုက်နေခဲ့ရပါ။ဘာကြီးပဲလာလာရင်ဆိုင်မှုအဆုံးဖြတ်ထားတဲ့ကုဘိုကလည်းဓာတ်ကိုဝင်ပြီးတိုက်ပွဲလေးကိုပြင်းဝင်သွားခဲ့ပါဗျ။ဒါပေမဲ့လည်းအစွမ်းဘိုကြီးရဲ့အကောင်ကြီးကိုဘလို့မှရင်မဆိုင်နိုင်ပဲဖြစ်နေခဲ့တာပါ။မော်ပစ္စည်းတွေလည်းမတက်နိုင်တော့တဲ့အတွက်ကုဘိုလည်းတခြားအစွမ်းတွေကိုအတုံးချဖို့အကြံရသွားခဲ့ပါဗျ။အဲ့ဒါကတော့ပီတာဆူရဲ့စူးစီးမှုအစွမ်းပါပဲ။ ိမ်နောက်ကူဘိုကအမိရဲ့သပင်အဖိရဲ့လေးကျိုးသူ့ရဲ့သပင်တွေကိုစုစည်းပြီးကျော်သားတွေကိုတီးမုတ်ဖျော်ပြဲအခါမှာသုံးတဲ့တူရိယာမှာတက်ခဲလိုက်ပိုင်ဒီချိန်မှာမကောင်းဆိုးဝါးကောင်ကြီးကသူ့စီကိုတပြေးပြေးချင်းကပ်လာနေခဲ့ပါပြီဒါပေမဲ့ကူဘိုကမျက်တောင်တစ်ချက်မခတ်စိုက်တည်ရင်တူရိယာကိုတီးခတ်ခဲ့လိုက်တာပါဒီချိန်မှာပဲရွာလေးကမိဘုံတွေရောမြစ်ထဲကမိဘုံတွေပါမီးလင်းလာသလိုရွာသားတွေလည်းစုဝေးထွက်လာကြပါပြီးတော့ဝိညာဉ်တွေလည်းရောက်လာကြတာပါ ကုဘောကတူရိယာကိုနောက်တစ်ကြိမ်တီးခတ်လိုက်ချိန်မှာမော်အုပ်ဆောင်ကြီးပေါ်လာပြီးမထိခိုက်အောင်ကာကွယ်ပေးထားခဲ့ပါယမကောင်းဆိုဝါကြီးကဒီအုပ်ဆောင်ကိုဒေါသတကြီးတိုက်ခိုက်နေရင်အစွမ်းကုန်သွားချိန်မှာတော့လူသားပုံစံပြန်ပြောင်းသွားခဲ့ရသလိုမှတ်ညံတွေလည်းပျောက်ဆုံးသွားခဲ့ရတာပါဒီချိန်မှာကုဘောလည်းအဖိုးဖြစ်သူကိုလက်စားမချေနိုင်တော့ပါဘူးအဖိုးကိုလည်းကျင်နာတက်သူ ချူတာတက်သူတရားဖြစ်ကြောင်းပြောနေခဲ့တာပါဒီချိန်မှာရွာသားတွေကလည်းဝိုင်းထောက်ခံပြီးခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုရင်ပတ်ညံပြောက်သွားတဲ့အဖို့ကသူ့ကိုယ်သူကျင်နာတက်သူချူတာတက်သူလို့ထင်နေရမှဖြစ်ပါတယ်။အင်းကမှတော့ကူဖို့လဲမိဘနှလုံးထွန်းပြီးမိဘတွေရဲ့ဝိညာဉ်ကိုဖိတ်ခေါ်ခဲ့လိုက်တာပါ။မိဘနှစ်ပါးစလုံးကလူသားပုံစံနဲ့သူ့ကိုလာတွေ့ခြင်းကတော့ကူဖို့အတွက်ပျော်ကြအကောင်းဆုံးအချိန်ဖြစ်ခဲ့ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနှီးကောင်းချလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။